ော်တိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ဒရုန်းနဲ့ကင်းထောက်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကအပြည့်အစဲကြောင်းထုတ်ပြန်ပြီးနောက်ဗမော်တိုက်ပွဲမှာအနှဲငယ်ငြိမ်သက်သွားပြီးဒရုန်းတွေနဲ့နှစ်ဖက်ပြန်လည်တိုက်ခိုက်မှုတွေရှိနေတာပါ။ရဟယင်နှစင်းတိုက်ခိုက်ခံရမှုအပြီးစစ်တပ်ရဲ့နှီးဖြူဟာကလျင်မြန်မှုထက်လုံခြုံမှုကိုသာအသာပေးလာတဲ့အနေအထားရှိနေတယ်လို့သုံးသပ်ရပါတယ်လို့ CDN ဗိုလ်ကြီးစင်ရောက ERI Times ကိုသုံးသပ်ပြောဆိုပါတယ် ပြီးခဲ့တဲ့ရပိုင်တွင်ကျေးရွာနှစ်ရွာမှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲအနှဲငယ်ရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီကအင်အားဖြည့်တင်းမှုဒဏ်ရာရလူနာတွေကိုမိုးညင်းမြို့နယ်ဟိုပင်ခလာရ40မှာ ပို့ထားပြီးအင်အားထပ်မံစုဖွဲ့ထားတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ အင်အားဖြည့်အဖွဲ့တွေကိုမြေကြီးနားကနေရဟန်းရင်နဲ့ပို့ဆောင်မှာကရဟန်းရင်ပြန်တန်းတဲ့ခီးစဉ်ပေါက်ကြားနိုင်တဲ့အတွက်ဟိုပင်ခလရ40ကနေဗမော်ကိုပို့ဆောင်မဲ့အစီအစဉ်တွေပြုလုပ်ထားတယ်လို့စီရေးတရင်ရင်းမြစ်စီကလည်းသိရပါဗျ။စစ်ကောင်စီကကချင်ပြည်နယ်တွင်မြေကြီးနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးတပ်ပြောင်းရွှေတွေနဲ့ချစ်ချောင်းထိုးမှုတွေကို Y8Y12 လင်းတွေနဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ဗမော်စကောင့်တင်းကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကဗမော်တဖက်ကန်ဆင့်ကင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုဒရုန်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အရက်သားပြည်သူ2ဦးသေဆုံးခဲ့ပါတယ်။ ARD တိုင်းဝါခဲမမြို့နယ်တပြေချောင်းကျေးရွာအုပ်ချုပ်ရေးမှုကပြည်သူစစ်မှုရန်အကြောင်းပြငွေတောင်းယူပြီးတော့အဲ့ဒီငွေကြေးတွေကို KTV မှာသုံးဖြုံးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ရှိကောင်စီခန့်တပြေချောင်းကျေးရွာအုပ်ချုပ်ရေးမှုမှာဥစားနီမောင်ဖြစ်ပြီးကြမ်းခိုင်ရေးပါတီစီယုံရေးမှုဥညွန့်ဝင်းလိုက်နဲ့ပေါင်းပြီးပြည်သူစစ်မှုရန်ထောက်ပံ့ဖို့အတွက်ဆိုပြီးတော့နေအိမ်တိုင်းကိုလဆင်ငွေတောင်းယူနေတယ်လို့ဒေသခံတွေကပြောဆိုပါတယ်။လဆင်ငွေတောင်းပြီး KTV သွားတယ်၊ဘီယာတောက်တယ်၊မဟုတ်တာတွေပါလုပ်တယ်၊အပတ်စင်ရတော့မဟုတ်ဘူး။သူအသုံးပြတ်ပတ်စံကုန်ရင်ထတ်တောင်းတာ သူ့အကြောင်းသတင်းဌာနတစ်ခုမှတက်တုံးကလည်းရွာတွေကလူတွေကိုစစ်တပ်ခေါ်ပြီးဖမ်းဆီးမယ်လို့ခြိမ်းခြောက်တယ်လို့ဝါခေမာမျိုးဒေတာကန်တူက ARD Times ကိုပြောပါရယ်။အုပ်ချုပ်ရေးမှူးဦးစာနီမောင်ဟာပြည်သူစစ်မှုရန်မပါတဲ့နေအိမ်တွေကို3000ကျပ်တောင်းယူပြီးပြည်သူစစ်မှုရန်အကျုံးဝင်တဲ့နေအိမ်တွေကတော့တိတ်နဲ့ချီပေးဆောင်ရတယ်လို့ဒေတာကန်တွေကပြောပါရယ်။ ဒါအပြင်ဥစာနီမောင်ဟာပြည်သူစစ်မှုရန်အကျုံးဝင်တဲ့၎င်းရဲ့တားဖြစ်သူကိုတော့ထိုင်းနိုင်ငံကိုပို့ဆောင်ထားပြီးကျေးရွာအတွင်ကြန့်ရှိနေတဲ့လူငယ်တွေကိုသာအထမစစ်မှုထမ်းခိုင်းတဲ့အတွက်လူငယ်အများစုမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါရယ်။ငွေတောင်းတဲ့ကိစ္စတွေကို PDF တိုင်မယ်လို့သတင်းတွေထွက်တော့ PDF ဆိုတာလေးပဲရှိတာဘယ်ကောင်းမှမကြောက်ဘူးလို့အမြဲပြောရယ်။ကြိုက်တဲ့ကောင်လာလို့လည်းစိန်ခေါ်တယ်လို့ဒေသခံတူကဆက်ပြောပါရယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုဟာစစ်မှုရန်အကြောင်းပြပြီးငွေတောင်းယူမှုတွေပြုလုပ်နေပေမဲ့ဆွေမျိုးတော်ဆက်သူတွေကိုငွေတောင်းယူမှုမပြုလုပ်တဲ့အပြင်၎င်းတို့နဲ့နှိဆက်သူတွေရဲ့သားသမီးတွေကိုလည်းစစ်မှုရန်အမည်စင်ရင်မပေးဘူးလို့ဒေသခံတွေကပြောပါရယ်။ IRI တိုင်းဟင်းသရမြို့နယ်အတွင်းရှိအိပ်ပြက်ကျေးရွာအုပ်စုမှာ IRI မြေတိုက်စားမှုကကံကွယ်ဖို့ကန်ထိန်နယံတွေတိစောက်ထားပေမဲ့ကမ်းပြိုကျမှုတွေဇက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါရယ်။ ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကမြေတိုက်စားမှုကြောင့်ပေတရာခန့်ကမ်းမပြိုကျမှုတွေဖြစ်ပွားခဲ့ပြီးဇက်တိုက်ပြိုကျမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်ကန်ထိန်နိုင်ငံတွေကစောင့်နေရင်းတဲ့ကိုကမ်းမကဣကြနေတာပဲသတိနဲ့တော့နေရတာပေါ့ဖြစ်လာရင်ရွှေပြောင်းမှုပြင်ဆင်ထားရတယ်လို့ဒေတာကန်တူက ARD Times ကိုပြောပါရယ် အိပ်ပြန့်ကျေးရွာအုပ်စုမှာနှစ်စဉ်ကမ်းပြိုကြကနေအိမ်တွေရွှေ့ပြောင်းနေရမှုတွေကြောင့်အမျိုးသားတဘာဝဘေးအနေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရမုံငွေနဲ့ကန်ထိန်နိုင်ရန်တွေတိစောက်ထားပေမဲ့လည်းဆက်လက်ပြိုကျနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။အေရီတိုင်းမှာမိုးရင်ကာလာတွင် မြေတိုင်စားမှုတွေကြောင့်နေအိမ်တွေလမ်းတွေပျက်စီးဆုံးရှုံးမှုနှစ်စဉ်ကြုံတွေ့နေရပါတယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းယင်လက်ရှင်နာဝထရာဟာ ကမ္ဘောဒီးယားနိုင်ငံကလက်မှတ်ကိုအသုံးပြုပြီးထိုင်းနိုင်ငံကထွက်ပြေးခဲ့တယ်လို့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကတောက်ကြနေမှာပြောကြားခဲ့ရာအိမ်နီးချင်းအာဆီယံနှစ်နိုင်ငံကြားတင်းမာမှုတွေပုံမှုမြင့်တက်စေခဲ့ပါတယ်။ကျွန်တော်ယင်လန့်ကိုတနာခဲ့ပါတယ်။သူကအခုထိကမ္ဘောဒီးယားနိုင်ငံကလက်မှတ်ကင်ဆောင်ပြီးပြည်ပမှာနေထိုင်နေပါတယ်။သူဟာအကိုဖြစ်သူကြောင့်ဒုက္ခရောက်ခဲ့ရတယ်လို့အခုလဲတူမဖြစ်သူကြောင့်ဒုက္ခရောက်ရပြန်ပါပြီ ကျွန်တော်ထုတ်မပြောချင်ပေမဲ့ပြောရပါမယ်လို့ဟွန်ဆန်ကပြောပါတယ်စင်ကာပူကနေစီဗရန်ရီမြို့ကိုလေကြောင်းနဲ့ရောက်လာခဲ့တဲ့ရင်လတ်ကိုထိုင်းကန်မော်ရီယာနယ်စပ်အနီး point back ကနေပို့ဆောင်ခဲ့တာလို့၎င်းကဆက်ပြောပါတယ်လေရင်စင်းစင်းချင်းရင်လတ်ကကားရဲကိုချက်ချင်းဝင်ခဲ့ပါတယ်ဒီနေ့မှာတော့အမှန်တရားထွက်ပေါ်လာပါပြီလို့သူကရှင်းပြပါတယ်ရင်လတ်ဟာအနာသိမ့်မှုတစ်ခုမှဖြုတ်ချမခံရမီ2017ခုနှစ်ကနေ2014ခုနှစ်ထိ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ရင်းလက်ရဲ့တူမဖြစ်သူလက်ရှိထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝထရာကိုစိတ်ပြတ်မိတယ်လို့ဟွန်ဆန်ကဆိုပြီးသူကသူ့စစ်တပ်ကိုစော်ကားလို့ရပေမဲ့ကျွန်တော်ကိုစော်ကားလို့မရပါဘူးလို့ပြောပါတယ်။ပေတောင်နန်ကကမ္ဘောဒီးယားနဲ့နယ်စပ်တင်းမာမှုနဲ့ပတ်သက်လို့ထိုင်းစစ်တပ်ကိုဝေဖန်ထားတဲ့ဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုပေါက်ကြားပြီးနောက်၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါ။ အဲ့ဒီပေါကြားခဲ့တဲ့ဖုံးပြောဆိုမှုဟာထိုင်းနိုင်ငံမှာနိုင်ငံရေးကစင်ကလျာဖြစ်စေခဲ့ပြီးအတိုက်ခံတွေကပေတောင်နံကိုယာရုကနှုတ်ထွက်ဖို့တောင်းဆိုနေကြပါတယ်။မေလ28ရက်ကနေဆက်တလျှောက်နှစ်နိုင်ငံတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးပြီးနောက်ပိုင်းထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။မကြသေးမီကအမေရိကန်နဲ့အစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံရှိနျူကလ িয়ার နယ်မြေတွေစိုးဝါးစွာထိခိုက်ပျက်စီးခဲ့တယ်လို့နိုင်ငံရေးဝန်ကြီးအဘက်စ်အရာချီကဝန်ခံလိုက်ပါတယ်ထိခိုက်ပျက်စီးမှုအကဲဖြတ်ခြင်းကိုအီရန်အနုမြူစွမ်းရင်အဖွဲ့အစည်းကဆောင်ရွက်နေတယ်လို့၎င်းကနိုင်ငံမှာရုပ်တံလွင်ဌာနတစ်ခုကိုပြောပါရယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုင်းပြည်ရဲ့နျူကလ িয়ার စီစဉ်တွေမပျက်စီးခဲ့ဘူးလို့အစောပိုင်းမှာအီရန်အုပ်ချုပ်အာရာတိုလာခါမေနီကပြောကြားခဲ့ပါရယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဖုန်းကျဲတိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကိုခြေကားပြောဆိုခဲ့တယ်လို့ဇွန်လ23ရက်နေ့မှာစတင်ခဲ့တဲ့အစ္စရေးနဲ့စစ်ပွဲနောက်ပိုင်းပုံအောင်နေခဲ့တဲ့ခါမေနီကဆိုပြီးအမေရိကန်နဲ့အစ္စရေးပေါ်အောင်ပွဲရခဲ့တယ်လို့ကြေညာခဲ့ပါတယ်အမေရိကန်နိုင်ငံနဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေပြန်လည်စတင်မှုအစီအစဉ်တွေမရှိတဲ့အပြင် အစ္စရေးကတိုက်ခိုက်မှုတွေစတင်ချိန်မှာချောင်းချိန်မြောက်ဆွေးနွေးဖို့စီစဉ်ထားတာကိုဖျက်သိမ်းခဲ့တယ်လို့အဘတ်အရာချီကပြောပါရယ်။အီရန်နိုင်ငံကိုဆစ်ဆက်ညှိနှိုင်းရေးစပွဲဝိုင်းကိုပြန်ခေါ်ဖို့ကြိုးပမ်းမှုဖြစ်အမေရိကန်စိုးရဟာအရက်ဖက်စွမ်းရင် ထုတ်လုပ်မဲ့နျူကလ িয়ার စက်ရုံတစ်ခုတိစောက်ဖို့ဒေါ်လာ30ဘီလီယံရရှိရေးဒဏ်ခတ်ပိတ်ဆို့မှုတွေဖြေလျှော့ရေးနဲ့ကန့်သက်ထားတဲ့အီရန်ပိုင်ငွေကြေးဒေါ်လာဘီလီယံချီပြန်ပေးဖို့ဆွေးနွေးခဲ့တယ်လို့သိရပါရယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အီရန်နဲ့နျူကလ িয়ার စီစဉ်တွေတိတာစွာပျက်စီးခဲ့တယ်လို့အမေရိကန်နဲ့အစ္စရေးစုဆောင်းထားတဲ့ထောင်လိုင်းရဲ့အချက်လက်တွေက ဖော်ပြခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hatch ကပြောပါရတယ်။